မေခလာညချမ်းမှာကျက်စမယ်ဗျာနော်နောက်မှရောက်တဲ့လူကနောက်မှကြည့်ကြတာပေါ့စောစောရောက်တဲ့လူတွေအားနာရကြောင်းတယ်နော်ကျွန်တော်တို့တခါကစားပြခဲ့ဘူးတဲ့ဒီ line တစ် line อ่ะလေးနောက်ပိတ်နော်အဲ့ဒီလေးနောက်ပိတ်အပေါ်ကနေ2 4 6 8 10 12မြောက်မှာလေးနောက်ပိတ်ရှိတယ်နော် တခါသူကနေအပေါ်တက်နေ4 6 8 12နှစ်မြောက်မှာဒါ၄နောက်ပိတ်၃လုံးတန်းသွားတယ်เนาะအဲ့ဒီ၄နောက်ပိတ်၃လုံးတန်းပြီးတာနဲ့အောက်တပွဲကျော်မှာ9ပရိတ်10ပရိတ်17ပရိတ်လို့သူထွက်တယ်เนาะအဲ့ဒီမှာကျွန်တော်တို့က17ပရိတ်ကို သူရှိနှစ်ကကနန်းဖမ်းတော့ကျွန်တော်ချစ်ထိတ်ကို ကျွန်တော်ပြောင်းမြန်သွားထည့်မိတာเนาะအဲဒီမှာတော့ကျွန်တော်တို့တွတ်ဖြစ်ခဲ့တာစတေဘရိတ်ကိုဒီ line နဲ့ကျွန်တော်ကသူရှိနှစ်ကကနန်းဒီနေရာဖမ်းတာဟုတ်เนาะအဲဒီမှာ669ကတွတ်ဖြစ်သွားခဲ့တယ်ခါအဲ့ဒီကိုဘရိတ်ကနေအောက်ဆောင်မှာ ဒီတစ်ခါလေးကနော်သူရဲ့နောက်နေ့မှာတစ်ထဲလို့သူထဲကိုဗရရဲ့ဆောင်းဒီတစ်ဆယ်ဗရရဲ့ဆောင်းမှာဒီတစ်ခါကတစ်ထဲလို့သူထဲထားတာရှိအဲ့ဒါဆိုရင်ဒီ7ဗရရဲ့ဆောင်းမှာလေဒီတစ်ခါကတစ်ထဲလို့သူထွက်ထားတယ်နော်အဲ့ဒီထွက်ထားတဲ့ တစ်ခါကတစ်ထိတ်လို့ထွက်တဲ့အောက်တပွဲကြော်မှာငါပဲအဲဒီတစ်ခါကနေတစ်ထိတ်လို့ထွက်တယ်သူ့ရဲ့အောက်တပွဲကြော်မှာ6ပဲအဲဒီတစ်ခါကနေတစ်ထိတ်လို့ထွက်တယ်အောက်တပွဲကြော်မှာကျွန်တော်တို့ခွန်ပဲခွန်6ငါနော်ဘောမာတော့က9 10 17 เนาะဟိုဘရိတ်တွေထည့်ထားခဲ့အဲ့အဲ့ရာကိုဗာပြောခြင်းတော့ဆိုတော့အဲ့ဒီဘရိတ်ငါးကြီးသူ့ရဲ့နောက်နှစ်မှာငါးဘရိတ်လို့သူလိုက်ပေါက်တာ939ဆိုတော့ခွန်လို့သူဖြစ်တယ်เนาะတက်စီတောင်းတော့ခွန်လို့ဖြစ်ပြီးသူအပေါက်တယ်ခွန်ခါရဲ့အောက်ဆောင်ပေါက်တယ်အဲ့တော့ဒီ၄၄ခွန်ဆိုတဲ့ငါးဘရိတ်ကြီးသူ့ရဲ့နောက်နှစ်မှာလိုက်ထွက်တယ်ပေါ့ဗျာ ၅ပရိကဏနောက်နှစ်ထွက်ပြီးတော့၆ပရိကဏကလည်းနောက်နှစ်ကိုလိုက်ထွက်တာထွက်တော့ဆက်စည်းတောင်၃လုံးက၈လို့ဖြစ်တယ်ခွန်ခါရဲ့အောက်ဆောင်မှာထွက်တယ်နော်အဲ့ဒီမှာဆက်စည်းတောင်၃လုံးခွန်ခွန်ခါရဲ့မြင်းကုန်မှာသူ့ရှေ့နှစ်က၅ပရိကဏခွန်ပြီးတော့ဆက်စည်းတောင်၃လုံး၈လို့ဖြစ်တယ်ခွန်ခါရဲ့အောက်မြင်းကုန်မှာသူ့ရှေ့နှစ်ကကဏ္ဍ၆ပရိကဏ္ဍ အဲ့တော့ငါ6ပြီးပြီဒီနေရာမှာခွန်ပရိကဏခုနကျွန်တော်ပြောတယ်တခါတစ်ထိတ်လို့ရိုက်တယ်အောက်တပွဲကျော်ကခွန်ပရိကဏန်းဒီသူ့ရဲ့နောက်နှစ်ဒီပွဲမှာထဲစည်းတောင်သုံးလုံးကိုးလို့ဖြစ်သွားတယ်ခွန်ခါရဲ့အောက်ဆောင်မှာ435ဆိုတဲ့ခွန်ပရိကဏန်းထဲ့မလားနော်ထဲ့မလားကျွန်တော်တို့တခါပြဘူးတယ်ဒီ၄၈၁ဇောင်းစင်းပေါက်ဆိုပြီးကျွန်တော်တို့တခါကဏန်းဩခဲ့သေးတယ် ဒီနေ့တည်းမှာဇောင်းစင်ကဏ္ဍတစ်ခွက်ရှိတယ်စိုက်ရှိတယ်ဗောနော်ကျွန်တော်ပြန်မချအားတော့စိုက်ကိုတော့မှတ်မိတယ်ဒီနေ့တည်းမှာဇောင်းစင်ကဏ္ဍပေါက်ဖို့ရှိတယ်အဲ့တော့ဒီကဏ္ဍကိုကျွန်တော်ဒီနေ့ရမှာထည့်ကြည့်နော်ဟောသဘောပေါက်ပါမှာနော်တို့ဒီတိထိတ်စီ အောက်တပွဲကျော်က၅ပြိတ်ကဏ္ဍနောက်နှစ်ကိုလိုက်ပေါက်တာတိထိတ်စီအောက်တပွဲကျော်က၆ပြိတ်ကဏ္ဍနောက်နှစ်ကိုလိုက်ပေါက်အဲ့တိထိတ်စီအောက်တပွဲကျော်က၇ပြိတ်ကဏ္ဍနောက်နှစ်ကိုလိုက်ပေါက် နော် ပေါက်တော့1309လို့ဖြစ်တဲ့အောက်မှာပေါက်တယ်1308လို့ဖြစ်တဲ့အောက်မှာပေါက်တယ်1309လို့ဖြစ်တဲ့အောက်မှာသူကပေါက်ရှင်းလာလားဒီလိုမျိုးလေးတွေ့တယ်အဲ့ကျွန်တော်တို့ကအဲ့ဒီဟာကိုဘယ်လိုသွားပြီးတော့ယူခြင်းလဲဆိုတော့ ျွန်တော်တို့ဒီနေ့ဦးမှာနေ့ဦးမှာသုံးပရိတ်เนาะ90ခွာတနေ့ကြောသုံးပရိတ်ပြီးတော့၄ပရိတ်59ခွာเนาะ၄ပရိတ်ပြီးတော့ကျွန်တော်တို့5ပရိတ်တနေ့ကြောမှာ59ခွာအဲ့ဒီ59ခွာတဲ့နေ့ထဲမှာ ခွန်ကိုခွာတဲ့နှစ်ထဲမှာကျွန်တော်တို့ခွန်ကိုခွာတဲ့နှစ်ထဲမှာဒီဆောင်၃လုံးထက်စီ၃လုံးပေါင်းခွန်နော်ထက်စီ၃လုံးပေါင်းခွန်ခါ၃လုံးပေါင်းကြည့်လိုက်၄၉၃လုံးပေါင်းရင်6နော်နောက်ပိတ်၃လုံးက၈၄၉ဆိုတော့အဲ့၈၄ခွန်ဆိုတော့၉လို့ရတယ်ခွန်6 9ဆိုတဲ့ကနေပေါင်းခြင်းတစ်ခွက်တွေ့ သူ့အပေါ်ကိုတန်းတန်းတက်သွားလိုက်ခုနကကျွန်တော်ပြောတဲ့ကိုးခွန်ခွာတဲ့နှစ်ထဲမှာခွန်69ကိုတပွင့်တိုးတော့နော်ခွန်69ကိုတပွင့်တိုးအဲခွန်69ကိုတပွင့်တိုးတော့8ခွန်9လို့ဖြစ်နော်တက်တီ3လုံး8ခါ3လုံးကခွန်နော်9 3 5ဆိုတော့ခွန်နောက်ပိတ်3လုံးကတော့9ပုံတူရိုက် ဲ့သူကနောက်ပိတ်သုံးလုံးက6ပုံတည်ရိုက်တာပဲเนาะဒီမှာလဲကျွန်တော်တို့နောက်ပိတ်သုံးလုံးကတော့6ပုံတည်ရိုက်တယ်ထက်စီသုံးလုံးပေါင်းခြင်းကိုခွန်ထက်စီသုံးလုံးပေါင်းခြင်းကို8เนาะအဲ့တော့အခုကျွန်တော်တို့နောက်ပိတ်သုံးလုံးကို6ပုံတည်ရိုက်အောင်3 3မှာသူကနောက်ပိတ်သုံးလုံး6လို့ပုံတည်ရိုက်တခါထက်စီသုံးလုံးပေါင်းခြင်းကခွန်8ပြီးတော့သူကလည်းထက်စီသုံးလုံးပေါင်းကို6လို့ဖြစ်အောင်6 5 5မှာ သူကကိုးလို့ဖြစ်မှာနော်ကိုးလို့ဖြစ်မှာနောက်ပိတ်သုံးလုံးကလည်းကိုးလို့ဖြစ်ရအဲခါးထောင်သုံးလုံးကကျွန်တော်တို့ခါးထောင်သုံးလုံး6ခါးထောင်သုံးလုံး9နော်ခါးသုံးလုံး6ခွန်ခါ3ခုံးက10ဖြစ်အောင်ကိုးထည့်ရနော်အဲ့တော့သူက6 9ဒီ6 9ကိုတခါတပွင့်လျှော့လိုက်တော့6ခွန် ်အဲကိုရှစ်ကိုတပွင့်ချော့တော့ရှစ်ခွန်ရှစ်ခွန်ကိုတစ်ခါထပ်ချော့မယ်ခွန်6เนาะနောက်ပိတ်သုံးလုံးကကိုပုံအဲမှာကျွန်တော်တို့ပေါင်းလိုက်တော့ငါကို3ဆိုတဲ့ခဏကြီးထွက်เนาะငါကို3ဆိုတဲ့ခဏကြီးထွက်နေတယ်တဲ့နောက်တစ်ချက်ထူးခြားချက်ကဒီ6ပါတဲ့နက္ခတ္တဆုံးပေါ့နော်ဒီမှာလဲ6 3 5ဒီမှာလဲ6 3 5 ီမှာလဲ6ပါတဲ့နှက်ခတ်တစုံကသူက6နှစ်ဖြစ်နေတာအဲ့တော့သူကအဲ့6ပါတဲ့နှက်ခတ်တစုံရဲ့ဇောင်းနေပါကစားနေသလားဒီပေါင်းချင်းဆိုင်ကလေးอ่ะเนาะအဲ့တော့သူကဇောင်း3လုံးပေါင်းချင်းခွန်တစ်လုံးစီကျွန်တော်တို့သွားမယ်เนาะထက်စီ3လုံးပေါင်းက1 2 3ဆိုတော့ခွန်လို့ဖြစ်တယ်ခွန်ပြီးတော့ထက်စီ3လုံးပေါင်းချင်း6 9 1ဆိုတော့8လို့ဖြစ်တယ်ခွန်8 အခုတခါ9ဖြစ်အောင်955မှာ9လို့ဖြစ်နောက်တခါခါသုံးလုံးပေါင်းခြင်းကို394ဆိုတော့6လို့ဖြစ်တယ်6ပြီးတော့935ဆိုတော့ခွန်လို့ဖြစ်တယ်နော်အဲ့တော့သူကခွန်လို့ဖြစ်ပြီးတော့အခုကျွန်တော်တို့ကလည်းမှာ8လို့ဖြစ်အောင်399မှာသူက8လို့ဖြစ်မယ်နော်တခါနောက်ပိုင်း3လုံးဇောင်းပေါင်းကြည့်လိုက်8 4ခွန်ဆိုတော့9ပုံတွေလိုက် ောက်ပိတ်သုံးလုံး3 5 1ဆိုတော့6လို့ပဲရိုက်တယ်အခုဒီမှာနောက်ပိတ်သုံးလုံး6လို့ဖြစ်အောင်3နောက်ပိတ်ထဲမှာ9အဲ့တော့သူက6 8 9 6 9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  ကိုပါတဲ့နက္ခတ္တဆောင်ရဲ့ဆောင်းမှာဟဲ့ဒီပေါင်းခြင်းကဏ္ဍကိုသူကကစားနေသလားနော်ဒီမှာလဲကိုသုံးကားပဲကိုပါတဲ့နက္ခတ္တဆောင်နော်သူဆောင်းမှာဖြစ်တယ်အဲ့တော့ဒီမှာလဲကိုပါကိုလေးနှစ်ကိုပါတဲ့နက္ခတ္တဆောင်ရဲ့ဆောင်းမှာဖြစ်တယ်နော်ဖြစ်တော့သူကအဲ့ဒီနှစ်ထဲကကိုတဲ့ကွန်ခွာခွာပြီးတော့2 4 6 8 2 4 6 8စနစ် 73ချိန်เนาะ73ချိန်မှာဖြစ်တယ်အပေါ်တန်းတန်းတက်သွား72ချိန်မှာဖြစ်တယ်အပေါ်တန်းတန်းတက်သွားဒီ10ချိန်မှာဖြစ်မလားဖြစ်မယ်ဆိုရင်အဲ့ဒီ953ဆိုတဲ့ခဏလေးကမစိုးဘူးလို့ကျွန်တော်တွေးကြည့်เนาะဒါလေးတစ်ချက်ရှိတယ်ငါးထိပ်တည်းကလည်းသူများတွေအော်နေတယ်เนาะအခုကျွန်တော်တို့ဒီနေရာမှာဒါငါးထိပ်တည်းပေါ့ဗျာငါးထိပ်3လုံးသူကတန်းချင်း4လုံးတန်းချင်းသလားเนาะတန်းချင်းသလား ဘာလို့တော့ဆိုတော့အဲ့ဒီငါးထိပ်တည်းဒီဘက်မှာလေးလုံးတန်းထားတာတွေရှိတယ်ကျွန်တော်ဟိုနေ့အရောင်ပြောပါသေးတယ်ငါးထိပ်သုံးလုံးတန်းတဲ့ဆောင်ပြန်ကြဆိုပြီးအခုကလေးလုံးတန်းသွားတဲ့ဆောင်ပြန်ကြဖြစ်သွားမှလားလေးလုံးပဲတန်းသွားမှလားပေါ့နော်အဲ့ဒါကျွန်တော်ပဲစိုက်နေပြောပေးပါလိမ့်ပြန်ကြနှစ်ကွက်ထပ်မယ်ဆိုပြီးတော့ညကျွန်တော်ပြန်ချလိုက်အောင်နော်ကျွန်တော်တို့ဒီမှာ ငါးထိပ်ကသူကလေးလုံးတန်းထားတာတွေရှိတယ်နော်အဲ့ဒီမှာငါးထိပ်ကလေးလုံးတန်းထားတယ်ဆိုတော့ဒီနေရာမှာလဲငါးထိပ်ကကျွန်တော်တို့ကလေးလုံးမတန်းဘူးလို့ပဲပြောရဲမိတော့နော်အဲ့တော့တန်းရင်လဲတန်းမှာပေါ့နောက်ကျွန်တော်တို့ဒီမှာခွန်ထိပ်ဒီမှာ6ထိပ်နော်တနည်းကျော်ဒီမှာငါးထိပ်ဆိုပြီးတော့ဒါခွန်6 5တက်စီ3လုံးတန်းသွားလို့လဲရတာပဲနော်အဲ့ဒီနေရာမှာငါးထိပ်နဲ့ငါးကို3ဆိုတဲ့ခဏကိုခုနကကျွန်တော်ပြတဲ့ ကျွန်တော်ပြတဲ့ဒီကောင်လေးနော်အဲ့ဒီ၅ပရိကဏတစ်ထည့်စီတပွဲကျော်၅ပရိကဏနောက်နှစ်ကိုပေါက်တယ်သူကနေအချိန်ခိုက်ပဲတစ်ထည့်စီအောက်တပွဲကျော်၆ပရိကဏကနောက်နှစ်ကိုပေါက်တယ်ဒါဆိုတစ်ထည့်စီအောက်တပွဲကျော်၇ပရိကဏနောက်နှစ်ကိုဒီပွဲပေါက်လို့ရတယ်နော်သူကထောင်သုံးလုံး၉အောက်ပေါက်တာခွန်ခါရဲ့မြင်းကိုဒီမှာထောင်သုံးလုံး၈ခွန်ခါရဲ့မြင်းကိုမှာပေါက်တာဒီမှာထောင်သုံးလုံးကခွန်ခွန်ခါရဲ့မြင်းကိုမှာသူပေါက်တာနော် ော့ကျွန်တော်တို့ကအဲ့ဒါလေးတွေတစ်ချက်သတိထားဖို့ရှိနောက်တစ်ချက်ဒီပွဲမှာကျွန်တော်အပူနည်းနည်းစိတ်ဝင်စားတယ်အပူစိတ်ဝင်စားတယ်ဆိုတော့အဲ့ဒီ site ထဲမှာကျွန်တော်ပြောခဲ့ဘူးတယ်ကိုယ်စက်ခွန်ခွာတဲ့နေ့ထဲမှာငါကျွန်တော်တို့ဒီ933ဆိုတဲ့ကနေနော်အော်တိုလိုက်ထွက်တယ်ဒီပွဲမှာ၅ပရဲရှိလို့ပါနော်တခါဒီ90ခွန်ခွာတဲ့နေ့ထဲမှာလဲအဲ့93ကိုပတ်လဲသူလိုက်ထွက်တယ်အခုဒီပွဲ ကြောက်ရတယ်နော်ကြောက်ရတယ်ဒီ933ဆိုတဲ့ခန္ဓာလေးဒီဘွဲမှာငါးဘရိတ်တော်တော်ကောင်းကောင်းတွေ့ထားလို့နော်ဒါလေးလေးရအဲကျွန်တော်ကဒီဘွဲကိုမနစ်ကခန္ဓာအစောကငါးအပိတ်နဲ့ငါးအပိတ်နဲ့လေဒီခန္ဓာကထဲရင်ထဲလို့ရတယ်ဘာလို့တော့ဆိုတော့ကျွန်တော်တို့ဒီအောက်ဆောင်မှာတက်လာတဲ့ဒီအောက်ကဟာတွေတော့ကျွန်တော်ဘုံဖြစ်တော့ဘောနော်ဒီမှာ3ည9 3ည8 3ည9နော် သူ့ဆောင်မှာခွန်6နဲ့3နဲ့ခွန်နောက်ပိတ်6ထိပ်နော်ချစ်ပရဲရဲ့ဆောင်မှာခွန်နောက်ပိတ်6ထိပ်ဒီကိုပရဲရဲ့ဆောင်မှာခွန်နောက်ပိတ်6ထိပ်အဲ့ဒီခွန်6ရဲ့မြင်းကုန်မှာထွက်တဲ့ခဏကအဲ့ဒါသူ့ရှေ့နှစ်ကခဏအဒီခွန်6ရဲ့မြင်းကုန်မှာထွက်တဲ့ခဏကသူ့ရှေ့နှစ်ကခဏအဲ့ဒီမှာခွန်နောက်ပိတ်6ထိပ်သူ့ရဲ့မြင်းကုန်ဒီနေရာထွက်မဲ့ခဏသူ့ရှေ့နှစ်ကခဏလည်းဖြစ်သွားလို့ရတယ်နော်အဲ့ဒီမှာကျွန်တော်တို့ဒီ 2022ထဲမှာနှစ်နောက်ပိတ်ကြတာနဲ့သူကနှစ်နှစ်လို့နောက်ပိတ်နှလုံးထောင်းတယ်။တခါ23မှာနှစ်နောက်ပိတ်စကြတာနဲ့နှစ်3လို့ထောင်းတယ်เนาะနှစ်နှစ်နှစ်3လို့ထောင်းတယ်။24မှာနှစ်နောက်ပိတ်စကြတော့သူကနှစ်4လို့ထောင်း။နှစ်နှစ်နှစ်3နှစ်4လို့သူထောင်း။ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ဒီနှစ်ထဲမှာနှစ်နောက်ပိတ်စကြတာနဲ့သူကနှစ်5လို့မြင်ထောင်းပါမလား။ အဲ့လိုထောင်သွားမယ်ဆိုရင်ကျွန်တော်က935လို့ကြိုက်တယ်။ဘာလို့တော့ဆိုတော့ကျွန်တော်တခါပြောမှုပါတယ်။ဒီကိုနောက်ပိတ်ဒီကိုထိတ်လို့ပြန်ကြရင်ပရိဆောင်စင်းပေါက်မယ်လို့ကျွန်တော်ပြောခဲ့ဘူးလေ။နော်။အဲ့ဒါကျွန်တော်ဘယ်စာရွက်တဲ့ကောက်ချစ်ချစ်တော့ချစ်တာကျွန်တော်လည်းမေ့ပြီ။အဲချစ်တော့ချစ်တာပဲတဲ့မေ့ပြီ။ဒီလိုင်းရလေဆိုတော့ခုံတော့မဟုတ်ဘူးတစ်တစ်တော့မဟုတ်ဘူး။ Yeah. I know, but ကျွန်တော်လည်းမမှတ်မိတော့ကျွန်တော်ဘယ်လိုင်းကနေပြောထားခဲ့လဲပြောတော့ပြောတယ်ဗျကျွန်တော်ကလည်းပြောပြီးတော့မေ့တာပဲအဲ့ဒီကိုးနောက်ဘိတ်ကျွန်တော်ဒီပွဲမှာတော့ကဒီကိုးနောက်ဘိတ်ကလို့ဒီမှာကိုးထိတ်လို့ကြာတာ ਨੇ ဗရိတ်ရှစ်ဆောင်းစင်းပြီဆိုပြီးကျွန်တော်ကိုးတုံညာကိုးပြခဲ့တယ်မှတ်မိမှာပေါ့နော် အခုကျွန်တော်အဲ့9နောက်ဘိတ်ကိုဒီနေရာ9ထိတ်လို့ထည့်ရင်ဗရိတ်9ဆောင်းစင်းဆို935လို့လည်းကျွန်တော်ကြိုက်တယ်နော်ဒါပေမဲ့ဒီပေါင်းရင်စိုက်ကကြတော့သူက593လို့ကြီးထည့်နော်အဲ့ဒါပြောလို့မရဘူး593อ่ะဘာလို့တော့ဒီမှာ3နောက်ဘိတ်3နောက်ဘိတ်3နောက်ဘိတ်3လုံးစင်း5ထိတ်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 လို့တက်ချလာပြီမိနစ်ကခဏအဲ့ဒါ593ထဲထွက်သွားမှလည်းကြောက်ရတယ်နော်အဲ့ဘလိုပဲဖြစ်ဖြစ်ပေါ့လေသူကဒီမှာကွက်ရွှေစိုက်ကရှိနေတာရေပေါင်းရင်စိုက်ကရှိနေတာရေ တို့ဒီ9နောက်ပိတ်တွေကိုထိပ်ပရိတ်ခွန်နေဒါမျိုးတွေလည်းရှိနေတာเนาะအဲ့အနိကကပေးနေတယ်3ပိတ်3လုံးလုံး9ထိပ်3လုံးလုံးဒါမျိုးတွေလည်းဖြစ်သွားလို့ရတာဟုတ်เนาะတို့ကျွန်တော်တို့ကနှက်ကွက်တော့ထည့်ပေးလိုက်မယ်เนาะနှက်ကွက်တော့ထည့်ပေးလိုက်မယ်တဲ့ ပြီးခဲ့တဲ့ဘွယ်ကကျွန်တော်ပြတဲ့ဟိုဖော်မွေးလိုင်းလေးอ่ะဒီဘွယ်ကိုနည်းနည်းသတိထားဖော်မွေးလိုင်းလေးကနည်းနည်းသတိထားနောက်တစ်ချက်ကိုလီလီဆိုတဲ့ခဏလည်းမစိုးဘူးเนาะကိုလီလီဆိုတဲ့ခဏလည်းမစိုးဘူးဒီဘွဲမှာအပူးကိုပါဝါဘူးပူးသွားလို့ရတယ်အဲ့ဒါလေးလည်းရှိတယ် ဲ့လေကျွန်တော်တခါတည်းထည့်ပြရမယ်ဘယ်လိုလုံးဘယ်လိုလုံးဆိုတော့ကျွန်တော်တို့ဒီ line ထဲမှာဒီနှစ်နှစ်ခတ်နောက်ပေါင်း၄လို့ရိုက်တယ်သူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့ဒီတက်နောက်ပိတ်အဲ့ဒီတင်နောက်ပိတ်ကတစ်ပါဝါ6နဲ့ဆိုတော့တစ်6ပါဝါတစ်စွဲအပီးကစားတာရှိတယ်ဟုတ်တယ်မှာပါဝါအပူကစားတာရှိတယ် တခါတုံညာရဲ့နှက်ခတ်နောက်ပေါင်းခွန်လို့ရိုက်တယ်သူရဲ့နောက်နှစ်မှာဟာဒီတုံညာနောက်ပိတ်ကငါတုံညာပါဝါတရွဲအပီးကစားတာရှိတယ်သူကတော့နှစ်ခုတောင်ကြတယ်နော်သူအဲ့တစ်ဘူးတုံညာဘူးဘူးတခါကိုးဘူးလို့ယူလို့ရတယ်လို့ကိုးလေးပါဝါတရွဲအပီးကစားလို့ရတယ် ီခွန်ခွန်အဲ့ဒီကိုကိုနက်ခနောက်ပေါင်း6လို့ရတယ်သူရဲ့နောက်နေ့ကအဲ့ဒီကိုဒီကိုလေးပါဝါတွေအပိကစားလို့ရတယ်နော်အဲ့တူက၄ကိုလေးကျွန်တော်တို့ကိုကိုလေးနော်ဒါတွေပဲရှိမှာပဲသူကဘယ်နေရာကစားတော့ဆိုတော့အဲ့ကောင်ကစားတဲ့ကောင်ကဒီတက်နောက်ပေါင်းခွန်နော်တက်နောက်ပေါင်းခွန်တုံညာပါဝါတုံညာရဲ့ပါဝါ၅ထိတ်လို့ရိုက်အဲ့ဒီ၅ထိတ်ရဲ့ <laughs> နှစ်နှစ်ကျော်မှထွက်တယ်ဒီမှာလဲတိလို့ရိုက်တယ်နောက်ပေါင်း6လို့ရိုက်တယ်ခုနနောက်ပေါင်း9ခုနောက်ပေါင်း6လို့ရိုက်ရိုက်ပြီးတော့မှဒီတိရဲ့ပါဝါ6ထိတ်လို့ရိုက်တယ်နှစ်ပွဲကျော်အဲ့ဒီပါဝါဘူးအပြီးကစားတယ်ပေါ့နော်အဲ့ဒီမှာ3ရဲ့ပါဝါ9ထိတ်တဝင်းကျော်ပါဝါဘူးတိပါဝါ6ထိတ်ဒီမှာပါဝါဘူးပေါ့နော်သူက3ညပြီးပြီးတိပြီးပြီးအခုကျွန်တော်တို့နှစ်ပေါ့ နှစ်ပါဝါခွန်ထိတ်သူ့ရဲ့တပွဲကြောင့်မှာပါဝါဘူးကစားသွားနိုင်တယ်အပေါ်မှာကလည်းတစ်ခါလို့ရိုက်တယ်နောက်ပေါင်း9လဲရိုက်တယ်ပေါ့နော်တစ်ခါနောက်ပေါင်း9သူ့အောက်မှာနှစ်နောက်ပိတ်နှစ်ပါဝါခွန်အပိတ်လို့ရိုက်တယ်နှစ်ခွန်တပွဲတပွဲကြောင့်ပါဝါဘူးဒီမှာတစ်6တပွဲနှစ်ပွဲကြောင့်မှာပါဝါဘူးအဲ့ဒီမှာကကျွန်တော်တို့၃ညာ၅တပွဲပါဝါတစုံရိုက်တာဦးသူ့ရဲ့တပွဲကြောင့်မှာပါဝါအပူးလို့ရိုက်တယ်နော် စိုက်တဲ့ပါဝါအပူးတွေကကျွန်တော်တို့နှစ်ဦးမှတည်ထားခဲ့တဲ့တက်6ပါဝါတွေ၃ညတည်ထားခဲ့လို့၃ည5ပါဝါတွေဒီ6တည်ထားခဲ့လို့6 4ပါဝါတွေအဲ့ကျွန်တော်ချင်းချင်းလေးရေးပြလိုက်မယ်နော်4 5 4 6 6 4เนาะตัวไอ้เน็ตเวเนี่ยลาวุ ရှိတယ်ပေါ့ဗျာနော်ဒါကျွန်တော်တို့အာထိုးရမယ်6ခွက်ဘယ်ကောင်ဘယ်လိုလာမလဲဆိုတော့မသိဘူးအဲကြိုက်ရင်လေကစားကြပေါ့နော်ဒါဒီပွဲမှာ ပါဝါဘူးရှိမနေ့ညလည်းကျွန်တော်ပြောပါတယ်ဒီပွဲမှာအပူးကြီးကျွန်တော်တို့တွေ့တယ်ပေါ့နော်ဟိုအပူးကြိုက်ရင်တော့ပါဝါဘူးတတိထားပေါ့ဗျာနော်ပါဝါဘူးဆိုတော့ကျွန်တော်တို့ ပါဝါဘူးဆိုတော့လေသူကကိုးလေးနဲ့ပဲပါဝါခိုင်းပူးခိုင်းတာဟုတ်နော်တခြားကဏ္ဍမပူးခိုင်းတော့ကျွန်တော်လည်းမပြောတတ်အဲခုနကခုနကကျွန်တော်ဗာပြကိုး35ကိုးထိပ်စီးနဲ့ကိုး35ရေနောက်တစ်ခုက963နော်ပါဝါဘူးကတော့ လေးကိုလေးဒီကောင်လေးကတော့အာထိုးမှရမယ်သဘောเนาะကိုကိုလေးလေးနောက်ပိတ်လေဒီဘွဲမှာရှိတယ်ကျွန်တော်အဲ့ဒါကြောင့်မလို့ဒီနှစ်ကွက်ကိုတော့ဒဲရေးပေးလိုက်เนาะကျန်တာတော့ကိုယ့်အကူဒါလေးတွေဒါလေးတွေဟိုအာဗောဗျာကြိုက်ရင်เนาะမကြိုက်တော့လည်းမထိုးနဲ့ဗောဟုတ်ပလားအဲ့တော့ကျွန်တော်ဒီညကျွန်တော်ညီတော်မောင်ကတ်ရေးခိုင်းလာပြီးပြီ နော်ရေးခိုင်းလာပြီဆိုတော့ပြီးခဲ့တဲ့ဘွဲတုန်းကထားရအမျိုးတွေငွေတွေပါတယ်လွှဲထားတာထားရငွေလွှဲထားတဲ့ကျွန်တော်အမျိုးတွေအတွက်ကျွန်တော်ကနန်းတစ်ခွက်တော့ထုတ်ထားတာရှိနော်တစ်ခွက်ဆိုပေမဲ့ကျွန်တော်အရန်လေးလေးတော့၄ခွက်လာရေးထားတယ်အဲ့ဒါလေးတော့အရန်ပေါ့တစ်ခွက်ကတော့တင်ခွက်တစ်ခွက်တော့ကျွန်တော်ရအောင်တော့ ထောက်ထားတော့ထောက်ထားရကြပဲเนาะအဲခဏကတ်လေးရေးပြီးရင်ကျွန်တော်ပို့ပေးမယ်ဘလော့စစ်စစ်တော့ခွန်6ခွန်နဲ့မကြိုက်ပါဘူးခင်ဗျာเนาะခွန်6ခွန်မကြိုက်ပါဘူးကဲအားလုံးပဲဘူတုံငါတဲ့တန်ကောင်းကြပါသေးပါ့ဗျာနော်ငါးနောက်ပိတ်တော့ ငါးထည့်စီလေးလုံးများတန်းသွားမလားပေါ့နောက်တစ်ခုကျွန်တော်ဘာပြောမလဲဆိုတော့ဗရိတ်ခွန်ခွန်ခွန်อืมဩဒီမှာကျွန်တော်ဒါလေးကျွန်တော်ပြောမလို့ဒါလေးကျွန်တော်ပြောမလို့တဲ့ငါးငါးတဲ့ကျွန်တော်ပ ျွန်တော်ဘယ်အစပြောလိုက်ရမှာတော့ဒီနားမှာဟောရှိကူနောက်ထောင်းသုံးလုံးဟောနောက်ထောင်းသုံးလုံးရှိနောက်ထောင်းသုံးလုံးကူနော်တခါသူ့ဘေးမှာဗရိတ်ကူဗရိတ်ရှိဗရိတ်ခွန်ကိုချစ်ခွန်စီနီယာပြန်ထည့်အဲ့ဒီကိုရှိခွန်ထည့်ပြီးတော့ သူ့ရဲ့ဘေးမှာကျွန်တော်တို့ခွက်ခွန်เนาะတခါသူ့ရဲ့ဘေးမှာခွာရှိတခါခွာကိုကိုရှိခွန်ကိုသူကကိုရှိခွန်ပြောင်းမြန်ပြန်ထက်အဲ့ဒီလိုထည့်ပြီးတာနဲ့သူ့ရဲ့ဘေးမှာကျွန်တော်တို့ဒီ not on 3လုံးကကိုလို့ဖြစ်တယ်ဘရိတ်ခွန်ထွက်တယ်တခါဒီမှာ not on 3လုံးကကိုလို့ဖြစ်တယ်အောက်ဆောင်မှာဘရိတ်ခွန်ပဲထွက်တယ်เนาะ အဲ့ဒီမှာနောက်ထောင်၃လုံးကကိုးလို့ဖြစ်ပြီးဒီနေရာဗရိတ်ခွန်လို့ထွက်အောင်မလားဒါလေးတစ်ချက်တွေးကြည့်တာပေါ့နော်တွေးကြည့်တော့အဲ့ဒီမှာထွက်တဲ့ခဏန်းတွေကကျွန်တော်တို့အမြင်အတိုင်းပဲယူလိုက်ရင်၄ထိပ်တွေပြီးထွက်နော်၄ထိပ်ဗရိတ်ခွန်၄ထိပ်ဗရိတ်ခွန်ဒါဆိုဒီနေရာမှာ၄ထိပ်နဲ့ဗရိတ်ခွန်လို့ထည့်မယ်ဆိုရင်ခုနကျွန်တော်ပြောတဲ့၄၉၄ဆိုတဲ့ခဏန်းထည့်သွားလို့ရတယ် ပါဝါအပူးနဲ့နော်အဲ464ဆိုတဲ့ကောင်ဒီကောင်ကိုကျွန်တော်ပြောမလို့ပဲအဲ့ဒီမှာလိုင်းကအစီမပြေမနဲ့မှကြည့်မဟုတ်ခဲ့ပါအပူးကြိုက်ပါတယ်တဲ့ဟုတ်ကဲ့ကြိုက်ရင်ထိုးပါနော်ဟုတ်တယ်သူကခုနကျွန်တော်ပြောတဲ့ငါးထိတ်လေသူကယူလို့တော့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအထောင်၃လုံး၉၉ပါပါကျွန်တော်တို့က၄ထိတ်စီးနဲ့နော်ဗရိတ်ခွန်လိုပဲယူလိုက် အဲ့ဒီထောင်သုံးလုံးကိုကိုပါပါလေးထိပ်စီနဲ့ဗရိတ်ခွန်လိုပဲယူလိုက်နော်အဲ့ဒီမှာလည်းကျွန်တော်တို့ထောင်သုံးလုံးကိုရိုက်ထားလို့ကိုပါပါလေးထိပ်နဲ့ဗရိတ်ခွန်လို့ထွက်ရင်ခုနကကျွန်တော်ပြောတဲ့လေးကိုလေးနော်နေဦးကလေးကိုပါပါတစုံဒီပွဲထွက်လို့ရတယ်ဆိုတာလေးနဲ့သူကအံသွားကြိုက်နေတယ်နော်ဟုတ်ပြီလားဒါလေးကျွန်တော်အဲ့ဒါပဲစာရွက်ကဟိုအောက်ရောက်နေတော့ပြရတဲ့အချိန်မရောက်လိုက်ဘူးဖြစ် လေးထိပ်စီးမှစကြရင်အပူးလို့ကျွန်တော်ပြောထားခဲ့တာဟိုးနှစ်ဦးတည်းကเนาะကျွန်တော်တို့ခဏခဏထိုးတယ်မလာသေးဘူးဘယ်အချိန်မှပြုတ်ကြလာမှာမသိဘူးอืม3 3 3 3ဆိုတော့อืม ေ့ကကျွန်တော်ပြခဲ့တဲ့အပူလိုင်းတစ်စဲပရိတ်အော်တိုထဲသည်လေးလုံးထောင်လာတော့ဘာလို့ပေါ့ဗျာနော်အခုနက633လေးလဲရန်ထားအောင်နော်အဲဒီကောင်ကတော့အော်တိုလိုက်ထွက်တဲ့ site ဒီဘက်မှာ၅ပရိတ်လဲရှိတာ ਨੇ အဲ့ဒါတော့မွေးကနန်းဆိုတော့ကျွန်တော်တို့ပြောမနေတော့ပါဘူးပြေနော်ကဲဟုတ်ပြီအားလုံးပဲဒီလောက်ပါပဲတန်ကောင်းကြပါသေးနော်633 ငါသုံးခုဘလို့လာမလဲတော့မသိဘူးနော်လာခြင်းတလို့လာဒီကောင်ကလေးထိပ်ဗရိတ်ခွန်နဲ့ဟောပါဝါဘူးနဲ့ဟောဒီကောင်ကတော့ဒီအတိုင်းဆိုရင်ထိုးစရာနှစ်ကွက်ပဲရှိတယ်၄၉၄ရေ၄၄၉ရေနော်ဒီလိုရှိတော့ပြီးတော့တဲ့ဘာပြောရင်ကောင်းမလဲ၄၄၀လည်းရှိတယ်ဒီပွဲမှာငါဗရိတ်နဲ့ပတ်သက်တယ် မ်ဘာဘရိတ်ကဘာဘရိတ်ကလွယ်လွယ်လေးပါအထက်ဆောင်းကိုဆင်းလာဖားလိုက်ပါနော်နောက်မှပဲပြောကြတာပေါ့353နဲ့353ကကျွန်တော်ဟိုတလောကတော့ကျွန်တော်တို့ဟိုဘယ်ဘွဲတော့ကတော့ထုတ်ခိုင်းมาသေးတယ်တခါနော်ဒီဘွဲတော့မတွေ့သေးဘူး 353ထိုးမဲ့ဆိုကျွန်တော်အဲ့933လေးထိုးတာမစိုးဘူးလို့ထင်တာငါးပရိတ်ရှိလို့လေနော်ငါးပရိတ်ရှိတယ်ငါးပရိတ်စိုက်ကရှိပါတယ်ဒါပေမဲ့နောက်မှကျွန်တော်ပြောပြတော့ နေအောင်အဲ့ငါးပရိသတ်ကကျွန်တော်တို့ဘာနဲ့ထွက်ခိုင်းတာကုလီလုံးခွန်6ခွန်8အခုဒီနေရာမှာ7နောက်ပိုင်းနဲ့6ခွန်8နောက်3လုံး8ဖြစ်အောင်ခွန်နောက်ပိုင်းနဲ့ပရိသတ်ဟုတ်6 5 6 8ဖြစ်အောင်ခွန်နောက်ပိတ်နေထည့်ထိုင်တာပါ ဆောင်းသုံးလုံးက6ဆောင်းသုံးလုံးက6ဆောင်းသုံးလုံးက6 6ဆိုရင်6နောက်ပိတ်နဲ့ဗရိတ်5လို့ထည့်ခိုင်းတာဖြစ်နေနော်။အင်းကဲထားပါတော့နောက်မှပဲသွားရမယ်နော်။ငါဗရိတ်ကနန်းနဲ့ကဲနောက်ကြတဲ့ကျွန်တော်ဦးဒီကျွန်တော်မိတ်ဆွေကိုဒီမတွေပြန်ကြည့်လိုက်ပါနော်။ကျွန်တော်တလောက်ပါပဲဆင်းတော့ပါ